မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့အော်တိုဘားလာ23ရက်နေ့မြန်မာနိုင်ငံတောင်အမှာရှိတဲ့စီရေးစီးပွားရေးလူမွေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအကောင့်တို့တင်ပြပေးမှာဖြစ်ပါတယ်ပရမအောင်သူတင်ပြပေးလူတဲ့သတင်းတစ်ပုဒ်ကတော့တီဘောနံပါတ်2လမ်းမိုးတီထီတက်မတော်စစ်ကြောင်းများရောက်ရှိပြီဆိုတဲ့သတင်းဖြစ်ပါတယ်တီဘောနံပါတ်2လမ်းမိုးတီဘက်ထီတက်မတော်စစ်ကြောင်းတွေ ရောက်ရှိလာပြီဖြစ်ကြောင်းဒေသခံတွေစီကသိရပါတယ်မနေ့ကပြောပုံရဆိုရင်တော့မိုးတီကိုကျော်သွားပြီး ဟိုတခါလင်းရင်ပုံကျဲခံရတဲ့ TNND စကန့်ရှိတဲ့နားကိုရောက်ပြီလို့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။ဒီဘောမျိုးတွေစစ်တပ်ဝင်လာတော့ TNND ဖွဲ့တွေမုတ်တီမဆန်နမတူဘက်ပဲဆုတ်တာကြောင့်စစ်ကြောင်းတွေအဲ့ဒီဘက်လမ်းကြောင်းကိုသွားတာလို့သူကပြောပါတယ်။မြို့ပြမှာလေတိုက်ပွဲဖြစ်တန်နေမကြားတော့ဘူးတော်တော်ငြိမ်သွားပြီလို့ဒေသခံမျိုးသမီးတယောက်ကလည်းပြောပါတယ်။ဒီဘောမျိုးမှာတော့အော်ဘာလာ၂၂ရက်နေ့ကကျောင်းတွေပြန်ဖွင့်ပြီးမှတ်ပုံတွေဘုံကြီးကျောင်းတကျောင်းမှာဆက်လုပ်ပေးနေပြီး MPD ဖုန်းလိုင်းလဲစပွင့်ပြီလို့သူကပြောပါတယ်။အစိုးရတပ်နဲ့နှိစက်သူတယောက်ကလည်းဒီဘုတ်ကိုထိကျုံနိုင်ခဲ့ပြီနော်။နံပါတ်2နဲ့မန်ဆန်မြို့ဘက်ကိုဥတီထိုးစစ်ဆင်နေပြီးဗိုတီပဲရောက်ရှိပြီဖြစ်ကြောင်းပြောတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းဘုတ်ကတော့မိုးကောင်းဖားကန်ဟိုပင်မိုးညင်းမြို့နယ်များမှာဓာတ်အားများပြန်လည်ရောက်ရှိပြီဆိုတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်အော်တိုဘာလ22ရက်နေ့ နေ့လယ်3:40မှာ မိုးကောင်းဖားကန့်ပုပင်းမွန်ကြီးမြို့နယ်များရှိဓာဝဲရုံများအထိလျှက်စစ်တပ်အများပြန်လည်ပို့လွတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသက်ဆိုင်ရာသတင်းဌာနမှထုတ်ပြန်ထားပါသည်။ယခုကဲ့သို့ဓာအားများပြန်လည်ရောက်ရှိခြင်းဟာယနေ့နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တဲ့66 kb ဓာအားလိုင်းချို့ယွင်းမှုကိုဖြည့်ရှင်းခဲ့ပြီးပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပြီးလူတဲ့သတင်းပုတ်ကတော့ရန်ကုန်ဂရင်900ပအဝင်စေုံကြီး3ခုမှာ ကြောက်ကအစာတို့ခွဲစိတ်ကုသမှုများပြုလုပ်ပေးနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြန်ကိုဂရင်900အပဝင်စေယုတ်ကြီး၃ခုမှာကြောက်ကအစာတို့ခွဲစိတ်ကုသမှုများပြုလုပ်ပေးလျက်ရှိသောစစ်မှားရေးဝန်ကြီးဌာနမှသိရပါတယ်။စစ်မှားရေးဝန်ကြီးဌာနပြည်သူများလိုအပ်သောနိုင်ငံတကာစစ်မှီကုသမှုများကိုပြည်တွင်းမှာလက်လန်းမိသောရရှိနိုင်ခြင်းဖြင့်ပြည်သူများအတွက်စေကုသမှုစိုက်ထုတ်ကုန်ကြစိတ်တက်တာစေရင်ဒီတို့စေယုံများ၏ကုသမှုအရေးသွေးတိုးတက်စေရန်အတွက်လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့မြန်မာနိုင်ငံမှာစံတန်ချိန်9000ကိုဘင်္ဂလားဒေ့ရှ်ဝယ်ယူမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာစံတန်ချိန်9000ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကဝယ်ယူတင်သွင်းသွားမယ်လို့ပြောပါတယ်အော်တိုဘာလ22ရက်နေ့ဒါကာမြို့မှာပြုလုပ်တဲ့စီးပွားရေးအကြံပေးဆွဲလ်ဒန်အန်မက်စ်ဦးဆောင်တဲ့အစိုးရဝယ်ယူမှုဆိုင်ရာကက်ဘိနက်ကော်မတီဆွေးနွေးမှာအဲ့ဒီဆုံးဖြတ်ချက်ကိုတည်ပြုခဲ့ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံစံစပါးတင်ကြပ်ကနေတံတန်းကို မရိကန်ဒေါ်လာ386.50နဲ့စံတန်ချိန်9000တင်သွင်းมาဖြစ်တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့မြန်မာနိုင်ငံဘူပန်မှ73ကြီအတွက်ဒေါ်လာတန်း30ရောင်းချပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံတော်ဘူပန်ကငွေကြေးဈေးကွက် FX Trading Platform ကနေပြီးအမေရိကန်ဒေါ်လာ30ရောင်းချပေးမယ်လို့အော်တိုဘားလာ22ရက်နေ့မှာကြေညာခဲ့ပါတယ်ဘူပန်အနေနဲ့အော်တိုဘားလာအတွင်းမှာ 73စီလုပ်ငန်းရှင်တွေထံစတုထအကြိမ်မြောက်ထုတ်ယောင်းပေးခဲ့တာဖြစ်ပြီးအမေရိကန်ဒေါ်လာ132တန်းတိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့မြန်မာထိုင်းနယ်ဆက်မြောက်ရီမြို့မှာကြားဖြန့်ပြေးများကြောင့်နေဆက်တံတားတက်မှာလူပစ်ကျက်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်ဆက်ကင်းပြင်းနယ်မြောက်ရီတောင်ဘက်မေထော်တလီကျွာနီတောင်ရင်မြကံပေး KK ပတ်ရှိပြည်နိုင်ငံသားများဦးစီးတဲ့ online ငွေလိမ်လည်ခိုင်းကြားဖြန့်အလုပ် site တကားများကိုယမန်နေ့အစောပိုင်းမှာဖွင့်ပေးလိုက်ရာ၎င်း site များမှာထွက်ပြေးတိမ်းရှောင်လာတဲ့နိုင်ငံပေါင်းစုံမှလူများဖြင့်မျောရီမျိုးတစ်ခုလုံးပြေရှံသွားကြောင်းမြို့ကန်တို့ကပြောပါတယ်။ကြားဖြန့်ပြေးများကြောင်းမျောရီမျိုးရှိဟိုတယ်တဲခုကန်များပြေရှံသွားရုံများမကထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်အမှတ်၁ဒရာထိတ်မှနှစ်မိုင်ခန့်ဝေးတဲ့ဈေးကြီးတိဈေးလမ်းမတစ်လျှောက်လူများပြေရှံနေတယ်လို့မြို့ကန်များကပြောပါတယ်။ကြားဖြန့်လုံဆိုင်များမှာထွက်လာတဲ့နိုင်ငံစုံမှနိုင်ငံသားများဟာ ထိုင်းနိုင်ငံဘက်ကကုရန်အင်းကြီးမြိုင်မေထော်တလေးမှမြရီမျိုးထိနေဆက်တောင်းရင်မြကန်းပေးခိုးဝင်ဂိတ်များစွာမှာထောင်နဲ့ချီစောင့်ဆိုင်းနေကြပြီးယမန်နီညာပိုင်းမှာလေထိုင်းဘက်ကကုကွင်ပေးကနိုင်ငံသားသားယာချီကိုလက်ခံပေးထားတယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့မန္တလေးတိုင်းအမရပူရမြင့်ငယ်ထက်တန်းကျောင်းမှာကျောင်းသားကျောင်းသူ၃ဦးဓာတ်ထုတ်ခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီမန်နေ့အော်တိုဘာလ20ရက်နေ့ကမန္တလေးတိုင်း အမရပူရာမြို့နယ်မြင့်ငယ်မြို့ထက်တန်းကျောင်းမှာ grade 11ကျောင်းသားကျောင်းသူ၃ယောက်ကိုဓာတ်နဲ့ထိုးသွားလို့စေယုံတင်ထားတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒီမှန်နေ့ထမင်းစားနေချိန်နေ့လယ်၁၂နာရီချိန်မှာလူငယ်တူက grade 11မှာညီမဖြစ်သူကိုအေးဘူးပေးမယ်ဆိုပြီးစာသင်ခန်းတွင်သို့အတင်းဝင်ရောက်ခါကျောင်းသူတယောက်ကို level ညစ်ဓာတ်နဲ့ထိုးပြီးဝင်ဆဲတဲ့ကျောင်းသားတယောက်နဲ့ကျောင်းသူတယောက်ကိုပါဓာတ်နဲ့ထိုးသွားတာဖြစ်တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ဓာတ်နဲ့ထိုးခံရသူတွေဟာ grade 11 ရိษาတွေခမ်းမမတ်စုမြတ်တို့မတ်ရွှေစင်ငိမ့်နဲ့မောင်ဝင်းထွန်းမျိုးတို့ဖြစ်ပြီးမန္တလေးစေယုံကြီးကိုစေကုသဖို့ပူဆောင်ထားရပြီးတရခမ်းမှာဖက်ပြေးသွားတယ်လို့အုတ်ချုပ်ရင်နဲ့နိစ္စသူတယောက်က ပြောပါတယ်။ဒါနဲ့ထိုးခံရတဲ့အကြောင်းရင်းကိုမသိရသေးပေမဲ့တရခမ်းဝိုင်းဝိုင်းဆိုသူလူငယ်ကိုရဲတွေကဖမ်းမမိသေးဘူးလို့၎င်းကပြောတယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်မှာရှိတဲ့ စည်ရေးစည်းဝိုင်းလူမှုသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြစမ်းမွှေလန်းကြပါသည်ခင်ဗျာ